ကဲတော့ကြည့်ကြည့်ပါမယ်ပထမတစ်ပတ်တုန်းက ဆယ်စုပ်စုပ်ခုတစ်ခုနဲ့ grammar pattern 12ခုပေါ့နော်ရသွားတယ်အခုကအဲ့ဒီဆယ်စုပ်စုပ်ခုတစ်ခုနဲ့နောက်ထပ် grammar pattern 12ခုကိုထပ်ပြောมาဖြစ်ပါတယ်အဲ့တော့ပထမတစ်ခေါက်တုန်းက12ခုအခုတစ်ခေါက်က12ခုစုစုပေါင်းဆယ်စုပ်စုပ်ခုတစ်ခုနဲ့ grammar pattern 24ခုတောင်ရသွားတာအရန်ကိုမှတ်လို့ကောင်းတဲ့နီလန်းလေးပါအဲ့တော့လိုက်ပြီးတော့မရေးနိုင်မဖတ်နိုင်မကြက်နိုင်ရင်အတန်လေးကိုပဲနားထောင်နည်းနည်းတော့တီးခန့်ပေးပေါ့နော်အတန်လေးကိုတော့တီးခန့်ပေးပါအဲ့တော့အတန်ကိုနားထောင်ပြီးတော့စိတ်ထဲကနေ live မှတ်ပြီးရင်ကိုရတဲ့ verb တွေနဲ့ပဲစိတ်ထဲကနေ mass တွေကိုဖြုတ်ပြီးပြောကြည့်အဲ့ဒါဆိုလို့ရှိရင် grammar တွေအများကြီးရသွားမှာ တော့24ခုလောက်ရှိတာအနည်းဆုံးကတော့543မှာ20 25ခုလောက်ကတော့အသုံးများတယ်အဲ့ဒါကြောင့်မလို့အရင်အသုံးတည့်ပါတယ်စက်သုံးစုကအရှိမပြောခဲ့တဲ့ပထမဘက်ကအတိုင်းပဲ best ဆိုရင် max ကိုပြောတဲ့ grammar အပိုင်းနှစ်အကုန်လုံး best တွေ max ကိုဖြုတ်မယ်အနားမှာလိုက်တော့ကြည့်မယ်ပထမတစ်ခုက best ဆိုရင် max ကိုဖြုတ် yasui test လောက်ရတာလွယ်တယ်နောက်တစ်ခုက best ဆိုရင် max ကိုဖြုတ် nikui test လောက်ရတာခက်တယ်ဟုတ်ပြီနော်အဲ့တော့ အဲရေးလို့ကောင်းတယ်ရေးလို့မကောင်းဘူးပေါ့နော်အဲ့လိုမျိုးသုံးလို့ရတယ်အဲဒီ grammar button လေးကပထမဗီဒီယိုမှာတော့ comment ပေးထားတဲ့တရားကိုလည်းကျေးဇူးတင်ပါတယ်ဒါသူပေးထားတဲ့ comment ကနေပြီးတော့ရတဲ့ information ပေါ့နော်ဟုတ်ပြီတရားတကူကြည့်ကြည့်မြတ် bus ဆိုရင် mask ကိုဖြုတ်ခြေစပ်ဆိုပို့ဤအဲ့တော့ဒါက entry လောက်မှာအသုံးများရတယ်အဖြစ်များတယ်မကြာခဏဖြစ်တယ်နောက်တစ်ခုက noun ဆိုရင် sun တယ်လို့သုံးတဲ့သူရရှိတယ်ပေါ့နော်အဲ့တော့သူကကျတော့ခဏခဏမေ့တယ်မေ့တတ်တယ်မေ့လွယ်တယ်ဆိုတဲ့နေရာတွေပါတယ်မှာသုံးတယ်နောက်တစ်ခုကြည့်ကြည့်မြတ် bus ဆိုရင် mask ကိုဖြုတ်ခါနဲ့ mask တော့မနိုင်ဘူးတဲ့ဒီကြားထဲမှာ vat ထည့်ပေးရမယ် mavat နိုင်ဘူးပေါ့နော်အဲ့တော့ခန္ဓာခေကိုအငင်းပုံစံပြောင်းထားတဲ့ပုံစံမျိုးဒါကကြတော့နောက်တစ်ခုစက်ကြီးမြတ်သိရစံကျင်ပဲ bus ဆိုရင် mask ကိုပြုတ်မယ်ခါနဲ့ mask ကနေခါနဲ့မဆန်းဖြစ်သွားတော့ bus mask ကိုပြုတ်ခါနဲ့မဆန်းအပေါ်မှာကမနိုင်ဘူးဆိုတော့အဲ့ဒါကိုပြန်ညင်းတော့နိုင်တယ်ဖြစ်နိုင်ခြေရှိတယ်ဆိုပြီးဖြစ်သွားတယ်နောက်တစ်ခုစက်ကြီးမြတ် bus ဆိုရင် mask ကိုပြုတ်ရှိတိုင်းနဲ့ရှိတိုင်းဆိုတာက bus mask ကိုပြုတ်ရှိတိုင်းဆိုတာကနာနီနာနီလောက်ပြီးတာနဲ့ချက်ချင်းလောက်ပြီးပြီးချင်းပေါ့နော် vat လောက်ပြီးပြီးချင်းနဲ့ ောက်တစ်ခုကြည့်ကြည့်မယ် verb ဆိုရင် must ကိုဖြုတ်မယ်စာရဲ့ဘအဲ့တော့ verb သားမယ်ဆိုရင်အဲ့တော့များသောအားဖြင့် verb must ကိုဖြုတ်စာရဲ့ရှိရဲ noun စာရဲ့ရှိတယ်အဲ့တော့စာရဲ့ကတော့အရှိရ verb must ကိုဖြုတ်နေအတွက်တုံးမယ်ဒီ verb ဆိုတာကကြောခန့်ခေပြောတာအဲ့တော့ verb သားမယ်ဆိုရင်မဆင်းမင်းသားရှိမယ်ဆိုရင်အဲ့လိုမျိုးပေါ့နော် နောက်တစ်ခုဆက်ကြည့်မယ်ဘတ်စမတ်ကိုဖြုတ်ယောဂနိုင်ယောမို့နိုင်တယ်အဲ့တော့နာနီနာနီဖြစ်လို့နာနီနာနီမလုံးနိုင်ခဲ့ဘူးပဲဖြစ်နိုင်ခဲ့ဘူးပေါ့နော်ဥပမာဆိုရင်မိုးတွေရန်သေးလုံလို့တနည်းအားဖြင့်ဘတ်စကားတွေမလာလို့အလုပ်ကိုရုံးမတက်နိုင်ခဲ့ဘူးအလုပ်မသွားနိုင်ခဲ့ဘူးအရှိမဖြစ်လို့ဆိုတဲ့အကြောင်းအရာချက်တစ်ခုပါရမယ်ပြီးတော့မှဒီယောဂနိုင်ယောမို့နိုင်မလုံးနိုင်ခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ပါတာပြန်ရမယ်နောက်တစ်ခုဆက်ကြည့်မယ်ဘတ်ဆိုရင်မတ်ကိုဖြုတ်မယ်ချီဆာဆော့ပါနာရှိအဲ့ဒါကလှုပ်ထားလျက်ရှိတယ်အန်ဖိုးမှာဆိုရင်ဘတ်တာမမပေါ့နော်လှုပ်ထားလျက်သားဖြစ်လျက်သားဆိုတဲ့အဓိပ္ပာယ် ဒီမှာကကျတော့ best mac ကိုပြောတဲ့ချိစာဆွပါနာရှိစဉ်လောက်လျက်တာဖြစ်လျက်တာ entry lock မှာသုံးမြရတယ်။နောက်တစ်ခုဆက်ကြည့်မယ်။ best ဆိုရင် mac ကိုပြုံးမဲ့နာဆိုင်နာဆိုင်ဆိုရင်အမိန်ပေးတဲ့ပုံစံလှုပ်ဆန်းဒါက unfold လောက်မှာပါတယ်။ iki na ဆိုင်ဒါပဲနာဆိုင်ပေါ့နော်။အခခိနာဆိုင်ရဲ့အဲ့လိုမျိုးတွေသုံးတယ်။နောက်တစ်ခုဆက်ကြည့်မယ်။ best ဆိုရင် mac ကိုပြုံးမဲ့တတဲ့တဲ့။တတဲ့ရကြတော့နာနီနာနီခါစားမှာဆိုလို့ရှိရင်တစုံတစ်ခုခုလုတ်ပြီးခါစားအချိန်တို့တော့လင်းပြောတာ။ဥပမာဆိုလို့ရှိရင်ကြက်ခါစားထမင်းကင်ပြီးခါစားဖုတ်ပြီးခါစားပေါင်းမုတ်အဲ့လိုမျိုးပေါ့နော်။ ်ဒါကဘတ်မတ်ကိုပြောနိအီကီမတ်နိခီမတ်နိခိုင်ရီမတ်ဒီမှာအတူကောက်ရေးထားတယ်အီခီခီခိုင်ရီမတ်ဆိုပြီးတော့ဒါက n4 လောက်မှပါ n5 လောက်မှကိုပါတယ်အဲ့တော့ val လောက်ဖို့ရင်သွားတယ်လာတယ်ပြန်တယ်ရည်ရွယ်ချက်ကိုသုံးတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ပထမတစ်ခေါက် အဲ grammar column မှာတော့ကကြတော့ best mark ကိုဖြုတ်တဲ့ grammar များအပိုင်း1မှာ12ခုရှိတယ်ပြန်ကြည့်လို့ရတယ်ပေါ့နော်ဒီဒီပထမတစ်ခေါက်ကိုမတွေ့သေးတဲ့သူမကြည့်ရသေးတဲ့သူတွေကပြန်ကြည့်ပါပြီးတော့ပြန်ပေါင်းပြီးတော့ကြည့်ပါဒီဒုတိယပိုင်းမှာလည်းပဲနောက်ထပ်12ခုအဲ့တော့စုစုပေါင်း24ခုဒီထက်မကတဲ့ best mark ကိုဖြုတ်တဲ့ grammar pattern တွေရှိသေးတယ်လို့တော့ထင်သေးတယ်ဈေးထဲမှာတော့ထင်နေသေးတယ်အဲ့တော့ကြည့်နေတဲ့မိနာဆန်တို့လည်းမှာလည်းပဲသိတဲ့သူရှိလို့ရှိရင် comment လေးမှာမှတ်သွားပေးပါနောက်ထပ် grammar collect ဒီခန်းကြီး collect ဒီ grammar ထူးခြားတာလေးတွေရှိရင်လည်းထပ်တင်ပေးရမှာဖြစ်လို့